မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 8ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြည်မြို့နယ်မှာစစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာဗိုလ်ကြီး9ဦးအပါအဝင်15ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 5ရက်နေ့မနက်9နာရီခန့်မှာရေပြည်မြို့နယ်အမှတ်400ခွန်တရင်ကနေထွက်ခွာလာတဲ့အင်အားတရာဝင်းကျင်ပါတယ်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကို အမှတ်400ခွန်တိုက်ရဲအနီးမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာတနအိဝင်းကျင်ကဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးနှောင်းအဖအဝင်15ဦးသေဆုံးကအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်တချို့မစိုးရင်ရအနှဲငယ်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အမှန်400ခွန်တိုင်ရင်ကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုင်ရင်အနီးမှာပဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးအရှင်ဖမ်းမိတာတော့မရှိပါဘူးလက်နက်ခဲရနေလဲမသိမ်းဆီးနိုင်ခဲ့ဘူးလို့ DNLA ဒဝေတက်တော်ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒုရကစစ်ကြောင်း TPLF ကြက်တဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့စစ်ရေးများကိုအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတယ်။ အကြမ်းဖက်စိတ်ခွေးတွေကအချိန်မရွေးလေချောင်းကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်လေချောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာလှုပ်ဆောင်ကြပါရန်မြစ်တာရက်ခံထားပြီးတော့တော်လိုင်းရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ရဲ့ရည်တည်ခြင်းနဲ့စစ်သားနဲ့ရဲများပြည်သူ့ရင်ဝင်ကိုခိုလုံပြီးတော့အမြန်ဆုံးပူးပေါင်းကြရန် DNA လေးဒဝေတက်တော်ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရန်ဖိုရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးသုံးကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်လ9ရက်နေ့မွန်းလွဲတနင်္ဂနွေ9မိနစ်ခန့်မှာရန်ပုံကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဗိုလ်ခင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေး3កောင်တေဆုံးကတော်လိုင်းရဲဘော်တွေဘက်ကအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြန်လည်ရန်တမ်းပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးဟာဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ပြောပါတယ်။ မနေ့ကမုံလွဲပိုင်းမှာရန်ဖို့ကြေးရွာထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ဗိုလ်ခင်းအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တာပါထိတွေ့တိုက်ပွဲက15မိနစ်လောက်ပဲဖြစ်ပွားခဲ့တယ်စစ်ခွေး၃ကောင်သေးတယ်ကျွန်တော်တို့ရဲဘော်တွေတော့အထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဗိုလ်ခင်းတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကောတောင်းမြို့နယ်မှာအကြမ်းဖက်စစ်သားများနဲ့ပူးပေါင်းပြီးတော့မူရဲစေဝါများရောင်းဝယ်တုံးဆွဲနေတဲ့ စစ်ခွေးသတင်းပေးနေလင်းအောင်ဆိုတဲ့ကောင်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စာ6ရက်နေ့ကကော်တောင်းမြို့နယ်မလီဝမ်းတိုင်နယ်စေအိမ်စုမှာနေထိုင်တဲ့ပုတ်ပုတ်ခေါ်နေလင်းအောင်ဟာစစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့ဝီရဲစေဝါများရောင်းဝယ်ဖြန့်ဖြူးခြင်းတုံးဆွဲခြင်းလက်နက်ကိုင်းဆောင်ကစစ်ခွေးတပ်ကိုလမ်းပြပေးခြင်းတော်လိုင်းတပ်ဖွဲ့များရဲ့စခန်းများကိုစုံစမ်းပေးခြင်းတို့ကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်လို့သိရပါဗျ။သူ့ကိုတော်လိုင်းအင်အားစုတွေကဖမ်းဆီးပြီးတော့ ခံဝန်ဂရိတိန်နဲ့အချင်းချင်းလက်မှတ်ရေးထိုးခိုင်းထားပါတယ်ဒါကိုသူကမလိုက်နိုင်ဘူးစစ်ခွေးတပ်နဲ့ပူးပေါင်းပြီးတော့အချင်းချင်းကျူးလွန်နေအခုလဲတော်လိုင်းအင်အားစုတွေရှိတဲ့နေရာကိုလာပြီးတော့စုံစမ်းတာအဲ့ဒီအချိန်မှာပြစ်ခတ်ဖမ်းဆီးရင်းနဲ့တေဆုံးသွားတာပါလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ကော်တောင်းမြို့နယ်နဲ့ခမောက်ကြီးမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ပြည်သူများအနေနဲ့စိတ်ကြွယူသွေးဆေးပြား WY များအားရောင်းဝယ်ခြင်းတုံးဆွဲခြင်းများမပြုလုပ်ကြရနဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းကပြည်သူလူထုကိုအနိုင်ကျင့်ခြင်းမတရားဖမ်းဆီးခြင်းတို့မှာပူးပေါင်းဆောင်ရွက်ခြင်းတွေမပြုလုပ်ကြရန်မြစ်တာရက်ခံထားပြီးတော့စစ်ခွေးတပ်နဲ့ပူးပေါင်းခြင်းမူရင်စေဝါရောင်းဝယ်သုံးစွဲခြင်းများလှုပ်ဆောင်နေသူတွေကိုတွေးရှိသည်ဖြစ်စေတိုင်ကြားလာ၍ဖြစ်စေထိရောက်စွာဖမ်းဆီးအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိအပြထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့အများပြည်သူပိုင်းပန်းချံပလက်မြေရေကန်နေရာများကိုကျန်းဖို့ပါတီကပါတီပိုင်းမြေအဖြစ်နဲ့စစ်တပ်နဲ့ပူးပေါင်းပြီးတော့လိုက်လံသိမ်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတောင်မွေမြို့နယ်မြစ်တာညွန့်ရက်ကွာစက်မှုလမ်းမှာရှိတဲ့အများပြည်သူပိုင်းနဲ့အမိုက်ပစ်တဲ့နေရာကြီးတစ်ခုလုံးကိုခြံစည်းရိုးတွေခတ် တန်ဆူးကျိုးများကာယံကကျန်းဖို့ပါတီပိုင်းမြေဆိုပြီးတော့ဆိုင်းပုတ်တက်ပြီးမကျူးကျော်ရန်သတိပေးထားတယ်လို့သိရပါဗျ။အခုရဲ့ပိုင်းအတွင်းမှာအခုလိုမျိုးကျန်းဖို့ပါတီကအများပြည်သူပိုင်းနဲ့မြေတွေကိုသိမ်းယူလာခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲလိုင်သာယာနဲ့ရွှေပြည်သာမျိုးနယ်တို့မှာအများပြည်သူပိုင်းပန်းချံနဲ့ပြည်သူပိုင်းစကြက်မြေနဲ့ပလက်မြေနေရာများကိုကျန်းဖို့ပါတီကသိမ်းပြီးတော့ပါတီပိုင်းမြေအဖြစ် Grand Army ဖောက်မှုများလည်းရှိနေတယ်လို့သိရပါဗျ။ဒီရဲ့ပိုင်းတွေမှာကျန်းဖို့ပါတီက မြေဂရန်တွေအမည်ဖောက်တာတွေရှိနေပါတယ် YCDC ကနေပြီးတော့ပါတီနာမည်နဲ့ဂရန်အမြန်ထုတ်ပေးတာတွေရှိနေတယ်လို့ရန်ကုန်တိုင်းထွေဥသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်ကြက်ဖို့ပါတီနဲ့ဆက်နွယ်နေတဲ့စစ်အရာရှိဟောင်းရကလည်းအများပြည်သူပိုင်းမြေခွန်များကိုတင်းယူမှုများရှိနေပြီးတော့ရန်ကုန်တိုင်းရွှေပြည်တံမြို့နယ်မှာဘိုးမူကြီးဟောင်းနဲ့ကြက်ဖို့ပါတီဟောင်းတင်မောင်ဦးကပန်းချံနဲ့အများပြည်သူပိုင်းမြေခွန်များကိုတင်းယူပြီးတော့ဂရန်အမည်တွေဖောက်နေတယ်လို့သိရပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်2022ခုနှစ်ကစတင်ပြီးတော့ ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်ကျန်းဖို့ပါတီအမတ်ဟောင်းလည်းဖြစ်တဲ့တင်မောင်ဦးနဲ့အဖွဲ့ကရွှေပြည်တော်မြို့နယ်အတွင်းမှာရှိတဲ့ဥယျာဉ်မြေခွန်းများမီတာမြေခွန်းများစကြံမြေများနဲ့မြေလွတ်များကိုဂရန်မြေများဖောက်ပြီးတော့ရောင်းစားမှုများလှုပ်ဆောင်လာနေတယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူပိုင်းမြေခွန်းများကိုဂရန်မြေဖောက်ပြီးတော့ရောင်းစားရမှာထွေအုပ်စီပင်ရန်ကုန်တိုင်းစစ်ကောင်စီမြေစရင်စစ်တပ်ဗျူဟာမှုတို့ပါပါဝင်ပတ်သက်နေတယ်လို့သိရပါဗျ။ 2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစစ်အာဏာသိမ်းတဲ့အချိန်ကစတင်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာစစ်တပ်နဲ့ကြံ့ဖော့များစစ်အရာရှိဟောင်းများပူးပေါင်းပြီးတော့အများပြည်သူပိုင်းမျိုးကွန်များပန်းချံများကိုသိမ်းယူပြီး Grand Army ဖောက်ကရောင်းချမှုတွေအကြီးအကျယ်ဖြစ်ထွန်းနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအင်္ဂဘူးမြို့နယ်မှာပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့စစ်တပ်ထောက်တိုင်းအောင်အောင်ကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ3ရက်နေ့မှာကြီးရင်ရွာမှာနေထိုင်တဲ့စစ်တပ်ထောက်တိုင်းအောင်အောင်ကိုတော်လိုင်းတပ်ဖွဲ့များကရိုးမအဆက်တနေရာမှာပြစ်ခတ်တိုက်ခိုက်ရာဝမ်ဘိုက်ကိုကြီးစံထိမှန်ခဲ့ပြီးတော့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီထိခိုက်ဒဏ်ရာတွေနဲ့ဟင်းသရဇေယုံမှာစေကုသမှုခံယူနေတဲ့အချိန်ဩဂတ်စ6ရက်နေ့မွန်လွယ်ပိုင်းမှာတေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တေဆုံသွားတဲ့စစ်ခွေးတောက်တိုင်အောင်အောင်ဟာအကြမ်းဖက်စစ်ခွေးတွေကိုခေါ်ပြီးတော့ပြည်သူများကိုနှိပ်စက်ခြင်းအကြောင်းမျိုးမျိုးပြပြီးတော့ပြည်သူတွေစီကအတင်းအဓမ္မငွေကြေးများကောက်ခံခြင်းကြီးပါသားတွေကိုနှိပ်စက်ခိုင်းခြင်းရိုးမဘော်တက်လာတဲ့သူတွေကို PDF ထောက်ဖို့ဆိုပြီးတော့ဆွဆွဲပြောဆိုပြီးဖမ်းဆီးခိုင်းခြင်း PDF တပ်စခန်းများကိုလိုက်လံစုံစမ်းခြင်းတို့ကိုလုံဆောင်နေသူဖြစ်တယ်လို့သိရပါဗျ ဩဂတ်စ3ရက်နေ့မှာကျွန်တော်တို့နဲ့ရိုးမအဆက်တနေရာမှာတဲ့တဲ့တိုးလို့ပြစ်ခတ်တက်ခိုက်ခဲ့တာဝမ်ဘိုက်ကနေကြောကိုကြီးစံဖောက်ထွက်ပြီးတော့အနီးကထပ်ဖြစ်ဖို့လုတဲ့အချိန်မှာကြည်ညက်သွားလို့ပြန်ဆုတ်ခဲ့ရတာဒဏ်ရာပြင်းထန်လို့ဟင်းသရဆေးုံမှာတက်ပြီးကုသနေတော့ဩဂတ်စ6ရက်နေ့မွန်လွဲပိုင်းမှာတေဆုံးသွားတယ်လို့သိရတယ်ဒီကောင်ကမြင့်တိုင်ဖွဲ့ပြီးတော့မြေချိုးသမားတွေကို PDF စကမ်းတွေကိုလိုက်ပြီးစုံစမ်းခိုင်းနေရိုးမဘော်ကတော်လိုင်းတက်တီလှုပ်ရှားမှုအခြေအနေကိုလိုက်စုံစမ်းပြီးတော့စစ်ခွေးတက်ကိုသတင်းပေးနေတဲ့ကောင်လို့ R14 UG အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် ော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်နဲ့တောင်သာမြို့နယ်အဆက်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ6ရက်နေ့မနက်7:39မိနစ်အချိန်ကစတင်ပြီးတော့မနက်2:00အချိန်ထိတောင်သာနဲ့မလိုင်မြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုမိထီလာလေးတက်ကနေထွက်လာတဲ့အကြမ်းမဲ့စစ်တပ်ရဲ့စက်တပ်လေးထီးဒစီးက၅ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲကျေးရွာနေပြည်သူများဟာလက်ရှိအချိန်ထိကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။6ရက်နေ့မနက်အစောပိုင်းကလေးကစစ်ခွေးစက်တပ်လေးထီးဒစီးက မလိုင်မြို့နယ်နဲ့တောင်သာမြို့နယ်အဆက်ကရွာတွေကိုဇက်တိုက်ကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်သွားတာပြည်သူတွေခမညာရင်းချင်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်ထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးပြည်သူတွေကတော့လေးချောင်းတိုက်ခိုက်တာတွေထတ်လုံမှာကိုကြောက်လို့တိမ်းရှောင်နေရတော့မယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် အကြမ်းဖက်စစ်တပ်ကမန္တလေးတိုင်းမလိုင်မြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းကိုစစ်ကြောင်းထုံးမှုများရှိနေပြီးတော့စစ်ကြောင်းများကခြေရွာများအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ဝင်ရောက်စီးနှင်းမှုများကိုလည်းလုံဆောင်နေတယ်လို့ဒေသခံပြည်သူများကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်းမဲမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းပြီးကံကြိုးပေါက်ကကာနစီရေထဲမှာမျောပါသွားပြီးတော့လူနာဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ6ရက်နေ့မွန်လွယ်ပိုင်းမှာနောက်ပိတ်9ရက်ကွက်မှာမိုးတဲထန်စွာရွာသွန်းပြီးတော့လုတ်ပါကန်ကျိုးပေါက်ကရေကြီးမှု ဖြစ်ပွားခဲ့ပြီးရွှေလာမဲစီဆိုင်ရှိမှရှိတဲ့လမ်းမကြီးကိုဖြတ်တန်းမောင်းနေလာတဲ့အိမ်စည်းကားတစည်းနဲ့6ဘင်းကားတစည်းတို့ရေထဲမှာမျောပါသွားတယ်လို့သိရပါဗျ။အဲ့ဒီကားနှစီပေါ်ကရေမောင်းများဟာလေရေစည်းနဲ့အတူမျောပါသွားပြီးတော့တအူးကိုရွာမကြီးဘက်မှာအသက်ရှင်လျက်နဲ့ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ပြောပါဗျ။ကျန်တဲ့တအူးကတော့တိတ်ဆုံးခဲ့ကား ဩဂတ်လ9ရက်နေ့မှာရုပ်အလောင်းကိုကယ်ဆယ်ရေးလှုပ်ဆောင်သူများကရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောပါရယ်အလားတူပဲနောင်ချုံမြို့နယ်ခဲနာရှိုးရွာကနောင်ပင်ရွာဘက်ကိုဆိုင်ကယ်နဲ့ဆစ်ဆောင်လာတဲ့အသက်52နှစ်အရွယ်ဦးဒီယားဟာလည်းနမ်ဟူးကျေးရွာအကျော်မှာရေစီးနဲ့အတူမျောပါသွားပြီးတော့မနေ့ကဩဂတ်လ9ရက်နေ့မနက်ပိုင်းမှာရုပ်အလောင်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ်းလင့်လက်များလူမှုကွန်ကြီးရဲ့အသင်းကထုတ်ပြန်ထားပါတယ်။ရေစည်းကအရန်မကြမ်းဘူးဆိုပြီးတော့ယူဆပြီးဖြန့်မောင်းတာထင်းနေမိုးကလည်းအရန်ရွာပြီးကံရီကအချိန်နဲ့ကြလာတော့ကားတွေပါမျောပါသွားတာရင်မောင်းတို့ဦးသေးဆုံးတယ်လို့သိရတယ်။ရုပ်အလောင်းတွေတော့ပြန်ရှာတွေ့ပြီလို့ပြောတယ်။တယောက်ကတော့အသက်ရှင်နေတဲ့ရွာမကြီးဘက်မှာပြန်တွေ့တယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ